လိုင်းပေါ်ကကလေးကျွဲဆိုလားဘာဆိုလားထမင်းဆိုင်လေးကြောင်ပြောချင်ပါတယ်ရှင်။ကျွန်မပြောချင်တာကသူရောက်တဲ့ product တိဘာလဲ။နော်အသားဖြူလို့ရှင်လား။နော်အပန်းရောင်မူတယ်ပန်းရောင်သန်းဆက်ပြလား။ဒါမှမဟုတ်ဖီလာစီဒန်လား။အစိတ်ထုတ်ဆက်ပြလား။ဒီလိုလေးကြညာပါ။အခုတော့ထမင်းရောင်းတော့ထမင်းနဲ့ဘောထဲဝင်ကြည့်လိုက်တော့ထမင်းလည်းမတွေ့ဘူးဟင်းလည်းမတွေ့ဘူးဖင်နေပဲတွေ့တယ်။ ဖင်းနေကိုမျိုးမျိုးစုံလှုပ်ပြရဲထမိန်ပါပါလှက်လှက်ကလေးပြောင်းကိုဝစ်ပြီးအတွင်းကန်ပေါင်းမိမပါဘူးခါကျင်တိုင်းခါလှုပ်ကျင်တိုင်းလိုက်ပြုတ်ကျကျင်တိုင်းပြုတ်ကျပါစီဆိုပြီးလှုပ်ထားတယ်နော်အဲ့ဒီအပြင်ကိုနို့ပြဖင်ပြမထော်မလန်းနေကြီးပဲစိုင်ထဲမှာရိုက်ထားတယ်ကျမပြောတာကလာစားတဲ့သူတွေကဘာစားရမှာလဲကျမစိုင်မှာတော့ဟင်းကဘယ်နှမျိုးရတယ်နော်ကျမစိုင်သည် customer ကိုစားတော့ကုန်ဘလောက်ထိ ကောင်းကောင်းမွန်မွန်စားနိုင်ဖို့တန်ရှင်းမှုပေးထားတယ်တန်တန်ရှင်းရှင်းစားနိုင်အောင်ကျမတို့ကစီစောင့်ရွက်ထားပါတယ်အစားတော့ကောင်းကောင်းလေးနဲ့မကြင်ညာသင့်ဘူးလားရှင်ဒါဆိုရင်ဒီထမင်းဆိုင်လေးဒီရောင်းရမှာပါเนาะကားသမားတွေအတွက်တော့ရင်လေးစရာပါကားသမားမိန်းမတွေအတွက်တော့လေဘာဖြစ်လို့လဲဆိုတော့ तू ကထမင်းရောင်းတာတဲ့အိုးရောင်းနေတာเนาะအဲ့တော့ခါပြရာပြတာကိုကြိုက်တဲ့ယောက်ျားတွေကအဲ့ထိုင်ဆိုင်မှာဘာသွားစားကြတာလဲထမင်းသွားစားကြတာလားဘာသွားစားကြတာလဲလို့ ရောင်းတာကထမင်းလေထမင်းဟင်းကိုဟင်းမျိုးပေါင်းဘလောက်ရတယ်နော်ကျမတို့ဒီငပိအတို့ဆုံဆုံလင်းလင်းအရေတော့ဘလူပညာချက်ထားပါတယ်စားတောက်သူဘော ကျမတို့ဒီမြေတာတရားထားပါတယ်ဘလူကစတမာကိုထမင်းစားပြီးရင်ဘလူမြီးဖို့အတွက်ကျမတို့ရင်သွေးချက်လက်ဖက်ထညက်ဒီလိုလေးတွေစီစဉ်ထားပါတယ်လို့မကြင်ညာဘဲနဲ့ဖင်နေပဲလှုပ်ပြအိုးတင်နေပဲလှုပ်ပြနို့တွေပဲထုတ်ပြနေလို့အဲ့လာစားတဲ့သူတွေကဘာတွေလာစားကြတာလဲဟမ် ဲ့တော့ကျွန်မပြောတာမြန်မာမျိုးသမီးလေးတွေအရှက်သိခါရှိပါကိုရောင်းတဲ့ product ကိုရိုးရိုးသားသားရောင်းပါရိုးရိုးသားသားကြွညာပါဘာမဆိုင်ညာမဆိုင်ဒီဘင်းနေလဲထုတ်ပြစရာမလိုဖင်နေလဲထုတ်ပြစရာမလိုမြန်မာဟဲ့ဆိုတာလူတိုင်းသိတယ်ထမိန်ဝတ်ထားရင်အဲ့တော့ကိုကချွတ်ချခြင်းပြီးဆိုရင်ကျွန်မပြောတာစိုင်ထဲမှာလေစကိုရာနဲ့ဘလာစီယာနဲ့ကြီးညာဒါဆိုရင်ဝေးရကြည့်လိုက်ရင်ဟာဘာလူမျိုးလဲမသိဘူးလို့ထင်အောင်ထင်မလေးဖြစ်သွားအောင်လို့ဘာဖြစ်လို့ဆိုတော့ထမိန်နဲ့ကြွညာတဲ့ခါကျတော့မြန်မာတနိုင်ငံလုံးသိခါကြတယ်နော် ိုက်တော့စကိုရာလေးနဲ့ဗလာစီယာလေးနဲ့ပဲဂရေကျွဲထမင်းဆိုင်ဆိုပြီးထွက်ကြင်ညာရင်မကောင်းဘူးလားเนาะအဲ့လိုပြောရင်ကြတော့နင်တို့နာမှာကိုလုံးလိုက်တဲ့လုံရက်တစ်ခုသည်ငါတယောက်တည်း live follower ရဖို့ line ပေါက်ဖို့အတွက်လုံလိုက်တာငါတို့နိုင်ငံမှာနေတော့မြမအမျိုးသမီးလေးတွေငါကိုစောင့်ကြည့်နေတော့ငါရဲ့ညီကိုမောင်နှမငါရဲ့တူမငါရဲ့သားချင်းလေးတွေသည်ငါလိုအတူရောင်မှားသွားပြီးရင် ငါတို့မြန်မာတွေတိတ်ခါကြရရရဲ့လို့များတခါမှမြန်မတွေးမိဘူးလားယထမင်းဆိုင်ရောင်းတာဆိုတော့ထမင်းတော့စားကြည့်တယ်ထင်တာပါပဲနော်အဲ့တော့ရုပ်ရည်လည်းဒီလောက်အစိုးရမဟုတ်ပါဘူးတိတ်ခါရှိရှိလေးစော့ကြည့်စမ်းပါနစ်ဆိုင်လေးသူ့အနေနဲ့သူနာမည်ပေါက်လာပါလိမ့်မယ်နာမည်ဆိုးနဲ့